ျွန်တော်မနေ့အိပ်ရထားတဲ့အချိန်မှာကျွန်တော်ချက်ချင်းဝုန်းတိုင်းမထားပါနဲ့မထားခင်မှာကျွန်တော်ခြေထောက်ကိုကိုင်းဆန့်ကိုင်းဆန့်လုပ်ပြီးပါဘယ်လိုမျိုးလုပ်မှလဲဆိုတော့ကျွန်တော်ခြေထောက်ကိုမနော်ခြေချင်းဘက်ကိုကျွန်တော်ဒီလိုပေါ်အောင်ကော့တာအဲ့လိုပြီးရင်ဆန်းလိုက်ကော့လိုက်ဆန်းလိုက်ပြီးရင်ကျွန်တော်ခြေထောက်ကိုလည်းဒူးကိုလည်းကျွန်တော်ဒီလိုမျိုးကိုင်းဆန့်ကိုင်းဆန့်ကိုယ်ဆက်အဲ့လိုမျိုးကိုကျွန်တော်စက္ကန့်30လောက်လုပ်ပြီးမှကျွန်တော်ဖြည်းဖြည်းချင်းအေးရထားပါဘောနော်။ဒါကြောင့်မလို့အဲ့လိုမျိုးလှုပ်ခိုင်းရလဲဆိုတော့ကေဗီတာကျွန်တော် ုတ်တက်ကျွန်တော်ဝုံတိုင်းနဲ့အိယာထားလိုက်တဲ့ခါမျိုးမှာဆိုရင်ကျွန်တော်ခန္ဓာကိုယ်အပေါ်ပိုင်းပေါ့နော်အထူးသဖြင့်အောင်းနောက်တဲ့ကိုကျွန်တော်တွေးရကျွန်တော်လုံလောက်လောက်မရောက်တဲ့ခါမျိုးမှာဆိုရင်ကျွန်တော်ရေးရခေါင်းမူးတာလို့အဲမူးဝေဖြစ်တာလို့အဲ့လိုမျိုးဖြစ်တတ်တာပေါ့နော်တချို့ဆိုရင်ကျွန်တော်အဲရင်တုံတာလို့မောရလို့အဲ့လိုဖြစ်တတ်တာပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ဒီခြေထောက်တွေကိုကွေးဆန့်လုပ်ပေးခြင်းအပြင်ကျွန်တော်ခန္ဓာကိုယ်ရဲ့တွေးလက်ပတ်မှုအနေနဲ့များကောင်းစေပြီးတော့ဗောနော်အုံနောက်နဲ့နှလုံးစီကိုလည်းကျွန်တော်သွေးတွေလုံလုံလောက်လောက်ရောက်စေတာဗောနော်အဲ့ရထားပြီးပြီဆိုရင်ဒုတိယအနေနဲ့လောက်တင်လာတော့ကျွန်တော်ရဲ့အခန်းကိုအလင်းနဲ့ပြင်ပါစေဗောနော် အလင်းရောင်တွေကိုမင်းစေခြင်းအားဖြင့်ကျွန်တော်ရဲ့ဒီအအောင်တော့ပါဗောနော်အခုကမနက်ခင်းရောက်ပြီဗောနော်ကျွန်တော်နိုးရမယ့်အချိန်ရောက်ပြီဆိုတာကို3ပေးတာရောက်ပါတယ်ခင်ဗျာညကောင်းကောင်းအိပ်ပြောဖို့အတွက်လည်းကျွန်တော်အထောက်ကူပေးပါတယ်ခင်ဗျာတတိယအချက်အနေနဲ့လုပ်တင်လာတော့ကျွန်တော်အေးရထားပြီးတော့ကျွန်တော်ရေတစ်ခွက်အနည်းဆုံးတောက်ပါခင်ဗျာကျွန်တော်မနက်ဆော့ဆော့မှရေတောက်ပေးခြင်းအားဖြင့်ကျွန်တော်ဒီအဆိုင်နဲ့ဥလန်းချောင်းဗောနော်အဲလှုပ်ရှားမှုပို့ပြီးတော့ကောင်းစေပြီးတော့ကျွန်တော်အိမ်သာတက်တဲ့အခါမှာအထောက်ကူပြုတယ်ပြီးတော့ကျွန်တော်တညာလုံးလဲကျွန်တော်ဒီရေတဲ့တွေဆုံးရှုံးတာအတွက်လည်းဖြည့်ဆည်းပေးရရောက်တယ်ဗောနော် ဒီတော့မနက်ထားတဲ့အချိန်မှာရေကိုမင်းများတောက်ပေးဖို့လိုပါတယ်ခင်ဗျာနောက်တဲ့တစ်ချက်ကတော့ကျွန်တော်မနက်ပိုင်းဝမ်းသွားတဲ့အချိန်ကိုကျွန်တော်ရအောင်မွေးမြူပါဘူးเนาะကျွန်တော်ရေတောက်ပြီးတော့မျက်နှာတက်သွားတိုက်ပေးပြီဆိုရင်ကျွန်တော်အင်တာတက်ဖို့အတွက်တည်တဲ့အချိန်ပေးပါအဲ့လိုမျိုးအင်တာတက်တဲ့အချိန်မှာဆိုရင်အရေးကြီးတဲ့တစ်ချက်ရှိပါတယ်အဲ့ဒါတော့ဗါလဲဆိုတော့ဖုန်းမကြည့်ပါနဲ့ကျွန်တော်တချင်နားထောင်ရပါတယ်အေးစေးစေးလေးအင်တာတက်ပါ9မိနစ်ကနေ7မိနစ်အတွင်းပြီးအောင်တက်ပါဘာကြောင့်လဲဆိုတော့အကြိမ်အင်တာအကြိမ်တက်တယ်ဆိုရင်ကျွန်တော်လေကောင်းတွေပါဖြစ်နိုင်ချေရပို့ပြီးတော့များနိုင်တာပေါ့နော် ။နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်မနက်ပိုင်းမှာကိုယ်လဲလှုပ်ရှားမှုတစ်ခုခုကိုကျွန်တော်ပုံမှန်လေးလုပ်ပေးပါညာ။ကျွန်တော်ကိုယ်လဲလှုပ်ရှားမှုကိုမနက်ပိုင်းမှာလုပ်ပေးခြင်းအပြင်ကျွန်တော်လူကိုယ်လဲလမ်းဆန်းစေတယ်။ပြီးတော့ကျွန်တော်အလုံးမှာပို့ပြီးတော့အာရုံစုစိုက်စေနိုင်ပါတယ်ညာ။နောက်ဆုံးအနေနဲ့မှာကျင်တာကတော့ကျွန်တော်အပြင်ထွက်ရင် sunscreen ကိုကျွန်တော်လိမ့်ပါပါညာ။မျက်နှာရောကျွန်တော်လဲရင်းတွေရောတေချာလိမ့်ပါပါညာ။ပြီးတော့ဒီ video ကနေပြီးတော့အကျိုးတစ်ခုရရှိခဲ့တယ်ဆိုရင် comment မှာ yes လို့မှန်းပေးပါအောင်နော်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။